မင်္ဂလာပါဗျဒီနေ့က2025 April 19ရက်နေ့ဖြစ်ပါတယ်เนาะတိတော့ပုံမှန်လူတော်တော်များများလည်းတွေ့ကြမှာပါကချင်မာလီခရိုင်ကောင်မာလီက ဖရားဘုံမှာဖနက်နဲ့စီးပြီးတော့ဟိုဖရားအထက်ပစ္စယံဒီတက်သွားတာသူတို့ဒါအန်ယူဂျီတို့ဘာလို့တိမ့်ပိတ်ထားတဲ့နေမီတခုခုကဇီတီတဆူဆူဖြစ်မှာပေါ့နော်အဲ့ဒီဇီတီဘောကိုအဲ့ဒီလိုတက်ပြီးတော့အပေါ်မှာဓာတ်ပုံကြက်တက်ရိုက်ပြသွားတာအလုံးနဲ့မြင်ရမှာပါအဲ့တော့ဗုဒ္ဓဘာသာတွေကသူတို့ဆော်ကားတယ်လို့ပြန်မဆော်ကားပါနဲ့သူတို့ရဲ့အောက်တန်းကျယုံမာမှုကိုတော့လူသိအောင်ပြောကြပါနော်ဒီလိုယုံညံ့တဲ့အောက်တန်းစားတွေကဘယ်သူတွေဆုံးမတာလဲဘယ်ဘာသာဆုံးမတယ်ဆိုတော့ သိအောင်ပြောရအောင်အဲ့တော့လမ်းဘေးမှာဟလာအေဝံဂေလိဆိုပြီးအောက်တန်းစားစကားပြောနေတဲ့လူတွေကိုကျွန်တော်အချိန်ပေါင်းများစွာသူတို့ရဲ့ရုပ်တန်းရုံမာမှုတွေကိုကျွန်တော်ဖော်ပြခဲ့အဲ့ဒါဘာသာရေးပြိပခဖြစ်အောင်ပြောတာမဟုတ်အခုလိုဘာသာရေးပြိပခဖြစ်အောင်ဖန်တီးတာဒီအဲ့ဒီလိုအောက်တန်းစားဘာသာရေးခေါင်းဆောင်တွေရဲ့ဂုံးတိုက်မှုကြောင့်ဖြစ်တာဟုတ်လားအဲ့ဒီလိုဂုံးတိုက်မှုကြောင့်ဒီလိုအောက်တန်းစားဘာသာဝင်တွေကသူတို့ဘာသာခေါင်းဆောင်တွေရဲ့ပြောစကားကိုယုံကြည်ပြီးတော့လှုပ်ရဲတာ ဲ့တော့တချို့ကခရီးရန်နေလို့ပြောရင်ဂျင်းနဲ့ချင်မှဂျင်းနဲ့နေမယ်ဒါကခရီးရန်ဘာသာဝင်ဖြစ်တယ်ခရီးရန်ဘာသာကြီးခေါင်းဆောင်ကြီးရဲ့စုံမမှုအောက်မှာနေနေတဲ့ယုံညံ့တဲ့ဘာသာဝင်ကြီးဖြစ်တယ်အဲ့တော့ဗုဒ္ဓဘာသာဝင်ကြီးအနေနဲ့သူတို့ဘာသာကိုပြန်စော်ကားစရာမလိုဘူးပုတ်ခတ်စရာလည်းမလိုဘူးသူတို့လှုပ်တယ်လို့ပြန်လှုပ်စရာလည်းမလိုဘူးသူတို့ရဲ့ယုံညံ့တဲ့အောက်တန်းစားစိတ်တည်းနဲ့သူတို့ဘာသာရဲ့တွင်တင်ဆုံးမတဲ့အောက်တန်းစားဘာသာကြီးခေါင်းဆောင်ကြီးရဲ့ယုံညံ့မှုကိုတော့ဗုဒ္ဓဘာသာဒီအနေနဲ့ သိအောင်ကဘာသိအောင်လူသိအောင်ထင်ထင်ရှားရှားဖြစ်အောင်ဖွင့်ပြောကြပါပြစ်တင်ရှုံချကြပါအဲ့ဒီအလုပ်ကိုတော့လုပ်ကြပါသူတို့ယုံပါတယ်လို့ပြန်မယုံပါဘူး